ညောင်ရွှေမြို့နယ်စိုက်ပျိုးကျေးရွာအခြေခံပညာမူလာတန်းကျောင်းနှင့်အမှတ်ခွင့်အခြေခံပညာမူလာတန်းကျောင်း၌နေလေလှူရှောင်းမှုကွင်းစင်းဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညောင်ရွှေမြို့နယ်ရုံးတီအခြေခံပညာကျောင်းသားကျောင်းသူလေးများအားလက်ချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်အသိပညာဘဝတုဒ္ဒိုးပွားလာစေရန်စာပတ်ချင်းအလေးထားကောင်းမြတ်ရရှိလာစေရန်ရည်ရွယ်ချက်ဖြင့်အခြေခံပညာကျောင်းများသို့သွားရောက်၍ ်ဟောပြောပွဲများဆောင်ရွက်ခြင်းလူငယ်အသိပညာပေးပြပွဲဆောင်ရွက်ခြင်းအသိပညာပေးနေရန်ကဆာဆောင်များပြသခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိရာစက်တင်ဘာလ18ရက်နေ့နဲ့ပိုင်းကမြောင်ရွှေမြို့နယ်စိုက်ပျိုးကြီးရွာအခြေခံပညာမူလာတန်းကျောင်း၌လူငယ်အသိပညာပေးဟောပြောပွဲနှင့်လူငယ်အသိပညာပေးပြပွဲနေရန်ကဆာဆောင်ပြပွဲလှုပ်ရှားမှုကွင်းစင်းဆောင်ရွက်ခဲ့ပါသည်အသိပညာပေးဟောပြောပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေမြို့နယ်ဒုတိယဦးစီးမှုဦးမောင်မောင်ကနေလက်ကွင်းစင်းလှုပ်ရှားမှုဆောင်ရွက်ရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီးစာဘက်ချင်း၏အကျိုးကျေးဇူးနှင့်စာဘက်ရှင်မြင့်တင်၏အကြောင်းသိကောင်းစရာများကို၎င်းဓာတ်ပုံကျွမ်းကျင်နှင့်ဦးဆိုင်သက်နိုင်ကလူငယ်များနှင့်မျက်မှောက်ကာလအကြောင်းအရာများကို၎င်းအသိပညာပေးဆွေးနွေးဟောပြောခဲ့ကြပါသည်ဟောပြောပွဲပြီးတွင်ចောင်းသားចောင်းသူလေးများအတွေ့လူငယ်အသိပညာပေးပြပွဲ ခင်းကျင်းပြသပေးခြင်း ကလေးလုတ်သမားအကြောင်းသိကောင်းစရာအသိပညာပေးနေရန်ကစားဆောင်ပြသခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာကျောင်းသားကျောင်းသူလေးများမှစိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြပါသည်ဆက်လက်၍မွန်လွယ်ပိုင်းတွင်ညောင်ရွှေမြို့အမှတ်ခွင့်ခြေကံပညာမူလာတန်းကျောင်း၌လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲနေရန်ကစားဆောင်ပြပွဲလှုပ်ရှားမှုတွင်ဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်ခင်ဗျာ